ားလုံးမင်းမင်္ဂလာပါခင်ဗျာဆိုင်းဆရာဝင်းစော်30ရေးသားထားတဲ့မပွင့်မီကနွမ်းချွေရတဲ့ပန်းတပွင်းဆိုတဲ့စုံထောက်ဝိတုဇလန်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမပွင့်မီကနွမ်းချွေရတဲ့ပန်းတပွင်းကိုတင်မိုးဒီပားပင်ပေါ်တို့လိမ့်စင်းကြလာသောမျက်ရည်များကိုလှပ်ဖမိုးဖြင့်တုတ်ပြစ်လိုက်၏ရှက်စိတ်သည်ဒေါသနှင့်တူယောပြွန်းနေ၏ ကိုတင်မိုးဒီနှကန်းကို သွားဖြစ်ကြိုက်ထားမိသည်ကိုတင်မိုးတောက်ခေါက်လိုက်သည် အရက်သေးရွာသေးကလူတွေကို မျက်နှာမပြရဲ၍အိမ်ပြင်တို့လည်းမထွက်မီသူ့သမီးလေးအတွက်ရင်ထုမနာဖြစ်ရသည် သူ့သမီးလေးမှာနှိမ့်စင်နှင်းမြငိုရွေ့သာနေသည်ကိုမြင်ရတော့စိတ်မကောင်းဖြစ်ရသည်ထမင်းကိုလည်းဟုတ်တိပတ်တိမစားတော့သူ့အမေကတော့သူ့သမီးကိုချော့မော့ကြွေးရှာသည် သမီးလေးတည်တာသည် သူ့အဖေကိုတင်မုံနဲ့သူ့အမေမတ်လိုက်ဆိုဤမျက်နာကိုရဲရဲမကြည့်ရဲ့။သမီးလေးမတ်တီတာဤရင်ထဲတွင်နေရှက်စိတ်ကြောက်စိတ်တွင်ထုံမုံးနေမှမလွဲ။တေဝါလုံးရှိသူတွေက သမီးလေးမတ်တီတာကိုတနာနေကြသည်။ဟာလူစိတ်ကင်းမဲ့ပြီးမှိုက်ရိုင်းလိုက်တဲ့ကောင်တွေကွာ။ကိုတင်မိုးမှာဒေါသကြောင့်မင်းရိုးကြောများတင်းလာ၏။ခြေရလူကြီးတွေကတောင်းပန်လို့သာ စိတ်ကိုမနှဲချုပ်တီထားရသည်။ စိတ်ထဲကတော့မချင်နဲ့ဒီကောင်တွေကိုမှန်လောက်သားလောက်အောင်လှုပ်ပြစ်ချင်မိသည်နှမချင်မစာမနာပြုတ်ရက်လေခြင်းဟုခံပြင်းမိသည်မှတ်လှိုင်ဆိုးကကိုသိမ်မို့ဒေါရကြီးမှန်းသီး၍ရိုင်းပြဆော့ကားခဲ့သူတွေကိုတရားဥပဒေအရဆက်လက်ဆောင်ရွက်ရန်တောင်းပန်ခဲ့သည်ဒီသတင်းကြားတော့ကိုတင်မိုးအဖေနှင့်အကိုတွေညီတွေကအိမ်တို့ရောက်လာကြသည် ူ့အမေသူ့သူမကိုစော်ကားဒီကောင်တွေကိုအပြက်ရှင်းပြီးမိဟုကြိန်ဝါကြ၏ကိုတင်မိုးကသူတို့သောဒါကိုတားဆီးပေးရသည်လူစိတ်မရှိတဲ့ကောင်တွေကိုဒီရွာမှာထားဖို့မကောင်းဘူးသူတို့ကျွလွန်တဲ့အဖြစ်ကိုတရားဥပဒေအရသူတို့ခံရမှာပါဖေဟာသူ့အဖေနဲ့အကိုတွေညီတွေကိုချော့မော့၍ပြန်လွှတ်လိုက်ရသည်သူတို့အားလုံးခြေနှက်ပုံမရသမီးလေးမတ်တီတာကအခုမှအသက်၁၂နှစ်သာရှိသေးသည် သူ့အဖိုးသူ့ဦးကြီးသူ့ဦးလေးတွေကသမီးလေးမတ်တီသာကို အလွန်ချစ်ကြ၏ကိုတင်မိုးဒီမျက်စိကိုစုံမိတ်ကစိတ်ကိုတည်ငြိမ်အောင်ကြိုးစားနေမိ၏အသက်ကိုမှန်မှန်ရှုနေမိသည်သမီးလေးအဲ့တော့နော်ဘာမှတွေးမနေပါနဲ့တော့သမီးရဲ့မှတ်လိုက်ဆိုးကသမီးလေးမတ်တီသာအားပြောဆိုနေတဲ့ကို ကိုတင်မိုးကြားသည်ကိုတင်မိုးတို့လင်များက သမီးလေးကိုကလေးငယ်တယောက်ပမာသာတဘောထား၏ တမီးလေးမတ်တီတာကလည်းကလေးစိတ်သာရှိသေးသည်တမီးလေးမတ်တီတာသည်ညပိုင်းကျောင်းစာကြက်ပြီးတွင်ရွာထဲမှဗီဒီယိုရုံတွင်ဗီဒီယိုကြည့်ပြီးပျော်နေသက်သည့်သူဖြစ်၏မှတ်လိုက်ဆိုးကလည်းဗီဒီယိုဝါသနာအိုးကိုတင်မိုးကတော့ဗီဒီယိုကြည့်ရသည်ကိုဝါသနာမပါသူတို့သားမိဗီဒီယိုတွားကြည့်ရင်အိမ်မှာဆောင်ရွက်နေတတ်၏အဲ့ဒီညကလည်းအဲ့ဒီညကလည်းတမီးလေးမတ်တီတာသည် ကျောင်းစာချက်ပြီးဒီနေ့အိမ်ပေါ်မှပြင်ဆင်သွားသည်ရွာထဲမှဗီဒီယိုယုံတို့ဗီဒီယိုသွားကြည့်မှန်းကိုတင်မိုးသိလိုက်သည်ဟဲ့အလှိုင်းနေသမီးကိုဗီဒီယိုနေ့တိုင်းကြည့်တာကိုပြောပါဦးစာမေးပွဲကြီးကနေလာပြီနေကိုယ်တိုင်းလည်းညတိုင်းမကြည့်နဲ့တော့ကိုတင်မိုးကမှတ်လိုက်စို့ကိုပြောသည်ဟုတ်ကဲ့ပါရှင် ပြောပါမယ်ဒီညတော့ဝေလူကျော်နဲ့ဆုလိုက်နှင်ကားမို့သွားကြည့်ပြစီဦးနေကိုယ်တိုင်းကငန်းငန်းတက်ဖြစ်နေတော့ငါသမီးပြောရမှာခက်နေတယ် ါပေမဲ့မပြောလို့ကတော့မဖြစ်ဘူး။တိုးကြကလေးကစာမပေါ့သွားမယ်။ငားတန်းဆိုပေမဲ့တင်ရချက်ရတဲ့စာတွေကအများကြီး။မနှက်ကြရင်တမီးကိုကျမကိုယ်တိုင်ပြောပါမယ်တော့။မလိုက်ဆိုကကိုတင်မိုးကိုရှင်နှွေးချမ်းအိုးထည့်ပေးခဲ့ပြီးရွာထဲမှဗီဒီယိုရုံဖတ်သူထွက်လာခဲ့သည်။ဗီဒီယိုရုံတွင် နမူနာစကားတွေပြနေလောက်ပြီးဟုမလိုက်ဆိုထင်မိသည်။ဗီဒီယိုရုံဝင်ပေါက်တွင် ဝင်ခပေးခဲ့ပြီးရုံထဲကိုဝင်လာခဲ့၏။ ကြေးရပြီးတော့ယုံဆိုတော့ခင်ပေးထားတော့ဖြာပေါ်တွင် ထိုင်ကြည့်ရသည်မှတ်လိုက်ဆိုသည်သူသည်မတ်တီတာကို ရွာထဲကကလေးတွေနဲ့တူဗီဒီယိုကြည့်နေသည်ဟုထင်မိသည်ည9:00နာရီထိုးကနီးကမှဝေလူကျော်နဲ့ဆုလိုက်နေပါဝင်သည့်မြေတားလှိုင်တော်နှင့်ဗီဒီယိုစကားကိုစတင်ပြသ၏မှတ်လိုက်ဆိုက ဝေလူကျော်ပါဝင်သည့်ဗီဒီယိုစကားဆိုလင်လက်မလွတ်တမ်းကြည့်သည် တနေ့တာလုံးမနာတန်လှုပ်လှုပ်၍ပင်ပန်းရည်ကိုဗီဒီယိုကြည့်ပြီးအပန်းဖြေရသည်မှတ်လိုက်စိုးမှာဗီဒီယိုစကားထဲမှ ဝေလူကျော်နဲ့ဆုလိုက်နှင်းတို့ချစ်တူနှစ်ဦးကိုကြည့်ပြီးတနာနေမိ၏ကံတရား၏အလှဲ့အပြောင်းကိုအံ့ဩမိ၏စကားထဲသို့စိတ်နှမြောသွားတော့ခါဝမ်းနေမိတယ်လို့လို့ပင်ဝါဗီဒီယိုကြည့်နေသူများထဲမှတန်းဝေတံကိုကြားရသည် အချို့ဗီဒီယိုကြည့်သူတွေက အခုလိုလွမ်းစည်းရသည့်စကားဆိုရင်တန်းအွေပြတတ်၏အချို့ကစကားပြောနေတတ်၏ခံစားချက်ဖြင့်ကြည်နေသူတွေကိုအနှောက်အယှက်ပြီးသည့်တဘောဖြစ်နေသည်ပြီးတော့ခြေရွာတွေမှာဗီဒီယိုကြည့်သူတွေကစက်တန်းခန်းတွင် မင်းသားနဲ့မင်းသမီးပေါင်းမှတဘောကြသည်မင်းသားဖြစ်ဖြစ်မင်းသမီးဖြစ်ဖြစ်တေလို့ကတော့ပြတတ်သည့်ဗီဒီယိုရုံပိုင်ရှင်ကိုမစီမဆိုင်ပင်ဆဲသွားတတ်၏ည7နာရီခန့်တွင်ဗီဒီယိုပြီးသည် မှတ်လိုက်စို့ဒီယုံရှိမှနေ၍တမီးလေးမှတ်တီတာကိုစောင့်နေမိ၏ရွာထဲမှကလေးများကုန်တိတိုင်းသူ့တမီးကိုမတွေ့ဒီကောင်မလေးဗီဒီယိုမကြည့်ချင်၍အိမ်တို့ပြန်ကအဲ့လေသလားဟုတွေးလိုက်မိသည်မှတ်လိုက်စို့ဒီအိမ်တို့ပြန်လာခဲ့၏ကိုတင်မိုးကိုတင်မိုးအိပ်ပျော်နေသောကိုတင်မိုးကိုမှတ်လိုက်စို့ကအော်၍နှိုးသည်ကိုတင်မိုးကအိမ်ယာမထကတကားလာယူဖင်ပြီ၏ ရှင့်တမီးဗီဒီယိုမကြည့်ချင်တာနဲ့အိမ်ပြန်လာပြီးအိမ်နေပြီမဟုတ်လားတမီးလည်းအိမ်ပြန်မလာသေးဘူးကွာဟင်ကိုတင်မိုးကြီးစကားကြောင့်မှတ်လန်ဆိုတွေ့ဝေသွား၏ဟာဒီကောင်မလေးအိမ်ပြန်မလာဘဲဘယ်သွားနေပါလဲကျမရွာထဲကအိမ်တွေကိုသွားမယုံမင်းငါတကားစိတ်ကိုစိတ်ထားလိုက်မယ်မှတ်လန်ဆိုဒီရွာထဲမှအိမ်များတို့သူ့သမီးလာမလာလိုက်မိသည်မိသည့်အိမ်ကိုမြမလာဘူးဆိုတဖြစ်မှတ်လန်ဆိုစိတ်ပူသွားမိ၏ ီကောင်မလေးတော်တော်ခက်ပါလားညဆက်တနိုင်ကြုံနေပြီမတ်လိုက်စူးဒီအိမ်ပြန်လာခဲ့ဤကိုတင်မိုးကပြန်လဲအိမ်မောချနေပြီမတ်လိုက်စူးဒီသူ့သမီးလေးအတွက်စိတ်ပူနေမိ၍အိယာတို့မဝင်နိုင်သည်မှောင်ထဲတွင်ထိုင်နေမိဤခြင်းကိုက်ခံရသည့်တံကိုပင်တတိမထားနိုင် မျက်ခွန်တွေလေးလာပြီမဲ့အာယူ၍ဖြန့်ထားရသည်တူတဲသောသမီးလေးမို့မိဘနှစ်ယောက်စလုံးကမှတ်တီတာကို အလိုလိုက်ထား၏ မတ်တီတာကလည်းကလေးစိတ်ဖြင့်ဆိုးနွဲ့တတ်သည်ဟဲ့အလိုင်းနှစ်သမီးတွေ့ခဲ့လားကိုတင်မိုးကမေးသည်မတွေ့ခဲ့ဘူးဘယ်သူမှလည်းမေးလို့မရဘူးဘယ်မှသွားနေတယ်လဲမသိပါဘူးမနှက်ကြမှမှတ်လောက်အောင်ရိုက်ပစ်လိုက်အောင်မေရွာသေးကသူ့တငယ်ချင်းတွေအိမ်မှာလိုက်သွားပြီးအိတ်နေသလားမသိပါဘူးမသိပါဘူးတော့မိဘကိုစိတ်ပူအောင်လုပ်တဲ့ကောင်းမလီကောင်းရင်အိမ်မှာတကယ်တိုင်ကနိုင်ကြီးက ၁၂နာရီထိုးတန်ကြရသည်မှန်လိုက်ဆိုသည်သူသမီးကိုဒေါ်ရဖြစ်နေမိ၏ညစဉ်ညတိုင်းရွာထဲမှဗီဒီယိုယုံတွင်ဗီဒီယိုကြည့်ခွင့်ပေးထားမိတာမှားလေစွာဟု တွေးမိလာသည်တော်ပြီမနေ့ပြညကစပြီးဒီကောင်မလေးကိုဗီဒီယိုယုံမှဗီဒီယိုကြည့်ခွင့်မပေးတော့ဘူးငါလည်းမကြည့်တော့ဘူးမှန်လိုက်ဆိုသည်တဦးတည်းရေရွတ်နေမိ၏ခြေရင်းအိမ်ကကိုပါတောင်းဤသားလေးကတရင်နိုးတွင် အောင်ငုံနေသည် ဒီကလေးကမွေးကလေးကလေပြင်းပါလာ၍ညတိုင်းတကောင်ကျော်တီနှင့်အောငုံတက်သည်အိယာမနိုးတိုင်းချားနေကြမှုအဆမ်းမဟုတ်တော့တဘို့တွင်လာဆုပ်ရက်ပြီမင်းညတကောင်ကျော်လင်အေးတက်ကဝင်လာစမည်မှတ်လိုက်စုကြောသေးတွင်ချမ်းဆိုင်ဆိုင်ဖြစ်လာ၏ချင်းနောင်ထဲမှဆောင်းကိုယူ၍ခြုံထားမိသည်သမီးအတွက်စိတ်ပူနေမိသည်မို့အိလိုရမိမထင်သည် ဖခင်ဖြစ်သူကိုတင်မိုးတောက်နေကြကြောက်စူးစေးဘောလိတ်ကိုယူကာမင်းကြီးဖွာဆိုင်နေမိ။သူ့သမီးလေးမတ်တီသာဘယ်များသွားနေတယ်လဲဟုတွေးမရ။ဒီလိုတခါမှမဖြစ်ဘူး၍စိတ်မောနေမိသည်။မှတ်လိုက်စိုးသည်ထိုင်နေရင်မှအိမ်ငိုက်လာမိ။အိမ်အောက်မှခွေးဟောင်တန်ကြား၍မှတ်လိုက်စိုးနားဆွင့်နေမိသည်။အိမ်ရှိလေကားမှတက်လာသောခြေတံကိုကြားမိသည်။တီသာရှင်ဟဲဒီကောင်မလေး မတ်လိုက်စိုးသည်ဖျောင်းတိုင်ကိုမင်းကြီးလိုက်၏ထို့နောက်အိမ်တကားရှိရာသို့လျှောက်လာပြီးတကားဖွင့်ပေးလိုက်သည်ဟဲ့နေပေသွားနေတာလေတကားပြန်ပိတ်ရင်မတ်လိုက်စိုးကမတ်တီတာကိုမိသည်ဘဲမမသွားပါဘူးဘဲမမသွားပါဘူးဒါဆိုတယ်အခုအချိန်ကျမှအိမ်ပြန်လာရသလားညတနားလောက်ရှိပြီဟဲ့မတ်တီတာခေါင်းကိုအောက်တော့ငုတ်ထားသည်မတ်လိုက်စိုးကသူ့သမီးအမျက်နှာကိုကြည့်သည် မတ်တီသာ၏မျက်ရည်တစ်ပေါက်ကကျမ်းပြင်ပေါ်သို့ကျလာ၏ထို့နောက်မတ်တီသာထံမှရှိုက်တံပေါ်လာ၏ဟာဟဲ့နင်ဘာလို့ငိုနေတာလဲငါမေးတာဖြစ်လေနင်ဘယ်သွားနေတာလဲသမီးကိုဟူဟူမတ်တီသာကတစုံတစ်ခုကိုကြောက်ရွံ့နေသည့်အမူအရာဖြင့်ရှာ၍တာငိုနေသည်ခတ်လိုက်တာဟဲ့သွားရချီတော့မနဲ့ကြမှာနင်းနဲ့ငါတွေ့မယ်မေးတာကိုမဖြေဘဲငိုနေတယ် မှတ်တည်တာဒီအိယာထဲသို့ဝင်သွား၏မှတ်လိုက်စုကသူသမီးကိုကြည့်ပြီးမချေနှက်တိစိတ်ဖြင့်ဖျောင်းနိုင်မီကိုမှုတ်လိုက်သည်ထို့နောက်အိယာထဲသို့ဝင်လာခဲ့၏မှတ်တည်တာဒီသူ့အမိမကြောက်အောင်ဗဇက်ကိုပိတ်ရင်ငိုနေမိ၏ဒီနေ့ညသူမကြုံတွေ့လာရသောရင်နာဆရာဖြစ်ရက်ကိုသူ့အဖေနှင့်အမေအားပြောမပြတဲ့ဟုတွေးလိုက်မိသည်သူ့အဖေနှင့်အမေသာတိလင်ပြဿနာတွေအကြီးကျယ်ဖြစ်လာလိမ့်မည် သူ့အဖေကဒေါသကြီးတူပြီးပြီးခွင်လွတ်လိုက်မိမဟုတ်မိမိဘဝအဖြစ်ဆိုးကိုမိသူကမှမသိစေခြင်းတရွာလုံးတနေလုံးမှမျက်လုံးပေါင်းများစွာကိုမတ်တီတာရင်မဆိုင်ရင်လူပေါင်းများစွာ၏အကြည့်ကိုလည်းမခံစားနိုင်ပါမတ်တီတာ၏ရင်ထဲတွင်တလက်လက်ဖြစ်နေ၏ရင်ခုန်နှုံးသည်တာမန်ထက်အစာပေါင်းများစွာမြန်နေသည်အာရပါရငိုခဲ၍မျက်ရည်တွင်ခန်းချောက်နေပြီး မနှက်ဖြစ်မနှက်သူ့အမေကသူ့ကိုမေးလင်သူဘယ်တော့ဖြစ်ရမှန်းတွေးမရသည်မှတ်သည်သာလေးမျက်စိမှိတ်ထားရင်းမှစိတ်ကိုလျှော့ချလိုက်သည်တာယာဝတီရဲစခန်းသို့စခန်းချေရွာအုပ်စုငားအိမ်တန်းရွာမှရှားဝါတလူကြီးများနှင့်အမျိုးသမီးသူမိန်းလေးငယ်တဦးတို့ရောက်လာကြ၏ဘာများကူညီရမလဲခင်ဗျာပြောပါကျွန်တော်ကငားအိမ်တန်းကချေရွာလူကြီးဥပစံပါဒီကညီမကမလှိုက်စူပါ ဒီကလေးမလေးကမှတ်လိုက်ဆိုရသမီးမှတ်တည်တာပါဟုတ်ကဲ့ပြောပါကဲမှတ်လိုက်ဆိုကိုမင်းငေါပြပြီးပြောသည်ထိုနေ့ဤတာဝန်မှုဖြစ်သောရဲတက်ချက်ကြီးစီထင်အောင်ကမှတ်လိုက်ဆိုပြောမိစကားကိုနားဆွင့်နေ၏မနေ့ညကကျမသမီးလေးမှတ်တည်တာကိုရွာကလူငယ်နှစ်ယောက်ကအလိုမတူပဲတာမယအဖြစ်အတင်းအဓမ္မပြုခြင်းလို့ပါဟင်း မလိုက်ဆိုးဤစကားကြောင့်ရဲတက်ချက်ကြီးဆေးရည်ထင်အောင်အံ့ဩသွား၏ရဲစကားမှုရဲအုပ်တင့်ဆွေထံသို့လဲရဲတက်ချက်တူအားတွားရောက်သတင်းပို့ခိုင်းလိုက်သည်စကားမှုရဲအုပ်တင့်ဆွေကငားအိမ်တန်ချေရွာဥပစံမတ်လိုက်ဆိုးနှင့်မတ်တီတာတို့ကိုသူဤရုံခန်းထဲသို့ခေါ်လာခဲ့သည်မတ်တီတာသည်ရှဲ့ရွံ့ကြောက်လန့်နေပုံရှိ၏မတ်လိုက်ဆိုးကညာကအကြောင်းကိုရဲစကားမှုရဲအုပ်တင့်ဆွေအားပြောပြမိဟန်ပြင်ဆင်သည် ရဲတက်ချက်ကြီးစင်ရေးထင်အောင်က ပြောပြသည်။ကိုရေးမှတ်ထားရင်အသိရှိနေ၏။မှတ်လိုက်ဆိုက သူ့သမီးလေးမျက်နာကို ကြည့်သည်။မှတ်တည်တာကလည်းအားငယ်ဆိုရင်တော့မျက်နာလေးနဲ့ရှိနေခဲ့သည်။ဒီမနက် ကိုတင်မိုးကမြို့စည်းသို့အစောကြီးထွက်သွားသည်။မှတ်လိုက်ဆိုသည်အိယာမလူလဲထကအိယာတိန်လိုက်၏။သူ့သမီးမှတ်တည်တာကအိယာမမနိုးသည်။ ညကညနဲ့မှအိမ်လေယာမပြန်လာတော့သူ့သမီးဘော်တွင် ရှိနေခဲ့သောဒေါသသည်ပြန်လည်ရှင်သန်လာ၏ညကသူ့သမီးကသူ့မိန်းသမီးကိုမဖြစ်ပင်ဘာကြောင့်ငိုနေသည်ကိုသိချင်နေ၏မတ်လှန်ဆိုသည် မျက်နှာတစ်ပြီးသည်နှင့်မိမွေးကထမင်းအိုးတည်ထားလိုက်၏သူ့သမီးကအိမ်ယာမနိုးလာသည် မတ္တီတာကသူ့အမေကြီးမျက်နှာကိုမကြည့်ဘဲရေစင်သို့ရှောက်သွားလေ၏။ဟဲ့ကောင်မလေး ညီမျက်နှာတည်ပြီးလို့တနခါလိမ့်ပြီးရင်ငါစီကိုလာခဲ့ပါအောင်ညီကိုမေးစရာရှိသေးတယ်ဟုတ်ဟုတ်ကဲ့မီမတ်တီတာကတနခါလိမ့်ပြီးတဲ့နဲ့သူ့အမေကြီးဘေးနားတွင်လာ၍ထိုင်နေသည်ညကညီပဲလျှောက်သွားနေတာလေမတ်လိုက်ဆိုးကမီးဖို့ထဲသို့ထင်းချောင်းတစ်ချောင်းထက်ထည့်ရင်မီမတ်တီတာကတစုံတစ်ခုကိုစဉ်းစားနေသလိုနှင့်ငြိမ်နေသည်ဟဲ့ငါမင်းနေတယ်လေညကဟို ဟူဟာဒီကောင်မလေးရောင်တိရောင်အားနဲ့ဘာဖြစ်နေတာလဲညကသမီးကိုမတ်တီတာကရှိုက်ကရှိုက်ကနဲ့ခြုံမွေးချငိုသည်မှတ်လိုက်ဆိုးကမတ်တီတာကိုဘာမှနားမလဲတလို့ကြည်နေသည်ပြီးတော့မှ အနားမှဝချမ်းပြားကို ကောက်၍ခြံလိုက်သည်ညကလည်းငါကမင်းနေတာကိုငိုနေတယ်အခုမင်းတော့လည်းငိုနေပြန်ပြီငါ့ကိုစိတ်တူအောင်ညှိလို့နေတာလား တသမီပြောပါမယ်အမေရဲ့ညာကညာကမတ်တီသာဒီရွာထဲမှာဗီဒီယိုယုံတွင်ဗီဒီယိုကြည့်ရန်အိမ်မှထွက်လာခဲ့၏ညာနေကဗီဒီယိုယုံရှိတွင်ဒီနေ့ညပြသမိဗီဒီယိုစကားကိုရေးပြီးကြော်ညာထားသည်မို့မတ်တီသာကတိနေသည်ရွာလန်းတနေရာတို့ရောက်တွင် ရွာထဲမှာလူနာဦးနှင့်မတ်တီသာတွေ့ကြ၏မောင်မဲနေတော်ညခါတွင်အတန်ကြာယုံဖြင့်မိသူမိဝါဖြစ်သည်ကိုသိ၏ ထိုလူနှစ်ယောက်ကမတ်တီတာကိုပါဇက်ပိတ်၍အတင်းပွေ့ချည်သည်ထိုနောက်မတ်တီတာကိုချုံနှောင်၍ခေါ်လာခဲ့သည်မတ်တီတာမှာအော်၍လည်းမရလှုပ်ရှားရုန်းကန်၍မရပဲထိုလူနှစ်ယောက်ခေါ်ရသို့ပါလာရ၏ထိုလူနှစ်ယောက်ကမတ်တီတာကို ရွာနှင့်မနီမဝေးလေကွင်းထဲရှိကောက်ရိုးပုံတို့ခေါ်လာခဲ့သည်"ဦးမဆပါနဲ့ကျမဗီဒီယိုတွားကြည့်မလို့ဗီဒီယိုကမပြသေးပါဘူး" ထိုနှစ်ယောက်ကမတ်တီတာကိုပါဇက်ပိတ်၍လက်နှစ်ဖက်ကိုအတင်းချုပ်ထားသည်မတ်တီတာသည်အာအင်ရှိသည်မြရုံးကံပေမဲ့မရမတ်တီတာကဥကောင်းကိုဘယ်ညာအဆက်မပြတ်ခါရမ်းပစ်လိုက်သည်အော်၍ငိုပေမဲ့အတန်မထွက်လှုပ်ရှားရုံးကံရဲမှအာအင်တွင်ဆုပ်ယုပ်သလိုခံစားရလာ၏သူမကိုချုံနောင်ထားသောလူနာအုံးအနှံ့ တဦးကမတ်တီတာ၏အလိုဆန္ဒမပါဘဲတာမယအဖြစ်အတင်းအာဓမပြုချင်နေသည်ပြီးတော့နောက်တဦးကလည်းမတ်တီတာကိုစော်ကားပြန်သည်လူသားဆင်စစ်ဖြစ်ပါလျက်လူစိတ်ပြောက်ကတရိတ်ဆန်စိတ်မွေးနေကြသည့်လူနာဦး၏ရုံမှမူအောက်တွင်မတ်တီတာဘဝနွမ်းကြည်ခေရ၏ပန်းကောင်းအညွန့်ကျိုးခေရ၏လူစိတ်ကင်းမဲ့နေသူနှစ်ဦးသည်မတ်တီတာကိုထားခဲ့ကရွာထဲသို့ပြန်ဝင်သွားကြသည် မတ်တီတာမှာလူလိတ်ငိုကြွေးရင်းကြံ့ရစ်ခဲ့သည်ရင်ထဲတွင်တင်းကျပ်နေအောင်ခံစားနေရ၏သူ့သကိုယ်လုံးသည်ချုံနှောင်ထားခြင်းခံခဲ့ရသည်ဖြစ်နာကျင်၍နေ၏သူမခြေတောက်မှဖက်နှက်သည်မိတိနေရာတွင်ကြကြံ့ရစ်ခဲ့ပြီးမသည် မတ်တီတာသည်ဗီဒီယိုသို့လည်းမသွားရဲတော့အိမ်သို့ပြန်ရန်လဲဝင်လေးနေမိ၏ယခုအချိန်ဆိုလင် အိမ်မှာသူ့ဖေတယောက်တည်းသာရှိနေသည် သူ့အမေမက်လိုက်ဆိုကဗီဒီယိုယုံသို့သွားလောက်ပြီးဟုမှတ်တည်တာသိနေ၏။မှတ်တည်တာသည်ရှိုက်ကရှိုက်ကငိုနေရင်မှကြောက်နေမိ၏။သူမဘဝတွင် လုံးဝမျှော်လင့်မထားခဲ့သောရက်ဆက်ရုပ်မှန်မှုကိုခံလိုက်ရခြင်းဖြစ်၍ပုံမှုစိတ်အားငယ်သွားမိသည်။တရေကြောက်တတ်သောမှတ်တည်တာသည်မှောင်ထဲတွင်ထိုင်နေမိ၏။ရွာထဲစီမှမိသည့်အတန်းမှမကြားရ။ညရောက်လျှင်ရွာထဲမှလူအများစုသည် ဗီဒီယိုယုံသေးသူရောက်နေတတ်ကြသည်မဟုတ်လားမှတ်သည်သာဒီကောက်ရိုးပုံပေါ်တွင်လှဲနေခြင်းမှအိပ်ပျော်သွားလိမ့်ဤဘယ်နှနာရီကြာအောင်အိပ်ပျော်သွားသည်မသိတကိုယ်လုံးအေးစိတ်လာတော့မှဖြက်ခနဲလတ်နိုးသွားသည်ရွာဖက်မှခွေးဥတံများကိုကြားရ၍မှတ်သည်သာကြောက်စိတ်ဝင်လာ၏ထို့ကြောင့်အိမ်ရှိရာသို့ပြန်လာခဲ့သည်သူ့အဖေနှင့်အမေကတော့သူ့ကိုရှာမတွေ့၍စိတ်ပူနေမိကိုသိနေ၏ မှတ်တည်သာသည်ခံစားနေရသောဝေဒနာကြောင့်လမ်းကိုဖြင်းညစ်စွာသာရှောက်လာခဲ့သည်ဒါဆိုရင်တမီးကိုစော်ကားခဲ့တဲ့လူကဘဲတူတွေလေစခန်းမှုရဲ့အုပ်တင့်ဆွေကမှတ်တည်သာကိုမေးသည်ကိုဆန်းဦးနဲ့ကိုစော်သက်ပါအဲ့ဒီကောင်းတွေကအသက်ဘယ်လောက်ရှိပြီလဲဥပစံအသက်က78လောက်ပဲရှိဦးမယ်စခန်းမှုလူမဆန်မဲ့ရုပ်မာတဲ့ကောင်တွေဒီကောင်တွေအခုရွာမှာရှိသေးလားရှိပါတယ်စခန်းမှု လာဗျာဒီလောက်မှတ်ရိုင်းတဲ့ကောင်တွေကို အခုသွားဖမ်းမယ်ရဲစခန်းမှုရဲဦးတင့်စွေကငားအိမ်တန်းချင်းရွာတို့ရဲတပ်ဖွဲ့ဝင်များနဲ့သူ လိုက်သွားကမတ်တီတာအားအလိုမတူပဲသားမယားဖြစ်အသင်းအာဓမပြုချင်းခဲ့သည့်ဆန်ဦးနဲ့ဇော်သက်ကိုဖမ်းဆီးကရဲစခန်းသို့ခေါ်လာခဲ့သည်ထို့နောက်ဆန်ဦးနဲ့ဇော်သက်ကိုမေးမြန်းစစ်ဆေးသည်ဆန်ဦးနဲ့ဇော်သက်တို့ကပထမငင်းဆန်၍နေသည် မတ်တီတာဤမိခင် မှတ်လိုက်ဆိုဤတိုင်တန်းချက်ကိုဖတ်ပြပြီးပြိရဲ့တုံးကမေးမြန်းတော့မှမတိမ်မှုကိုကျွလွန်မိကြောင်းဝန်ခံခဲ့သည်စကားမှုရဲ့အသင်းစွေကမတ်တီတာကိုဆေးရုံတို့ပို့ကစစ်ဆေးခံ၏ပြီးနောက်ဆောင်းနှင့်ဇော်သက်ကိုစစ်ဆေးသည်ဆရာဝန်ကမတ်တီတာကိုစစ်ဆေးပြီးစိတ်မကောင်းဖြစ်သွားပုံမြင်ရသည်မတိတာမှာ အလိုမသူပဲတာမယာဖြစ်အတင်းအတ္တမပြုချင်းခံထားရကြောင်းပြောပြသည် ဆောင်းနဲ့ဇော်တက်မှလင်းလွန်ခဲ့တော့16နာရီကျော်ကလေးကယောက်ျားအင်အားများ ဆုတ်ယုတ်ထားကြောင်းကိုတွေ့ရသည်စခန်းမှုရဲအုပ်တင့်ဆွေက အခင်းဖြစ်ပွားစဉ်ကမှတ်တီတာကိုဆန်းဦးဇော်တက်တို့ဝစ်စင်ခဲ့သည့်အဝတ်အစားများကိုတက်တည်လူကြီးများရှိတွင်ရှားဖွေပုံစံဖြင့်တင်းစင်းကအိတ်ကြီးတိတ်ထဲသို့ရည်ညွှန်းစာနဲ့သူဓာတုဗေဒဌာနသို့အ мян ဆုံးပေးပို့စေသည်အခင်းဖြစ်ပွားသည့်နေရာကိုသွားရောက်စစ်ဆေးစဉ်က တွေ့ရှိခဲ့သောတဲလွန်ဆာအထောက်ထားများကိုလည်းအဝေအစားများနဲ့တူတဘာရေပေးပို့ခဲ့ခြင်းဖြစ်သည်ထို့နောက်မတ်တီတာအားအလိုမတူဘဲသားများဖြင့်အတ္တမပြုကျင့်ခဲ့ကြသည့်ဆောင်းအသက်18နှစ်အဖအိုးတင်လှနှင့်ဇော်သက်အသက်20နှစ်အဖဦးကျော်တန်းတို့နှစ်ဦးအားပြည်မှုဆိုင်ရာဥပဒေပုံမှန်386ရာ အမှုဖွင့်အရေးယူထားလိုက်သည်မတိုင်းကောင်နှစ်ကောင်ဟာ မတိုင်းမှုမကျွလုတ်ခင်တရက်က ကွက်လက်ရွာကသူတို့တငယ်ချင်းရဲ့ဗီဒီယိုရုံမှာမြို့ကငားလာတဲ့ညဉ့်ညမ်းဗီဒီယိုခွေကိုကြည့်ခဲ့ကြတယ်။အဲ့ဒီအပြာကားတွေကြည့်တော့လူစိတ်ပြောက်ပြီးကို့ညီမလေးရွယ်အရွယ်မြောက်တေးတဲ့မိန်းကလေးငယ်ကိုရုံမှာမှိုက်ရိုင်းခဲ့ကြတယ်။အခုဖြစ်ရတဲ့ပတ်သက်ပြီးမြို့နယ်အချို့ကျေးရွာအချို့တွေမှာခိုးပြနေကြတဲ့ညဉ့်ညမ်းဗီဒီယိုခွေပြသနေတာကိုဖန်ဆီးပြီးပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ရတော့မယ်။အခုလုံမှဖန်ဆီးအရေးမယူရင် နောင်ကာလတွေမှာသွေးဆောင်ဆွဲခေါ်မှုလှည့်ရောက်မှု မိမကာယဣန္ဒြေပျက်စီးမှု မတိမ်မှုဓမ္မတာမဟုတ်ပေကာမဆက်ရက်မှုတွေကိုတိုးပွားလာနိုင်တယ်။သမီးရှင်မိဘတွေအနေနဲ့လေမိမိသားသမီးကိုအရွယ်ရောက်တည်ဖြစ်စေအရွယ်မရောက်တည်ဖြစ်စေမိဘမောင်ဘွားဆွေမျိုးမဟုတ်ပေတယောက်တည်းညကဗီဒီယိုကြည့်ခွင့်ပေးတာတို့ ပွဲကြီးခွင့်ပေးတာတို့ကိုမပြုတ်သင့်ဘူးဆိုတာလွန်ခဲ့တဲ့ရက်ကဖြစ်ပွားခဲ့တဲ့မတိမ်မှုကိုတင်ကန်းစာယူပြီးလိုက်နာသင့်တယ်ဟုရဲစခန်းမှုရဲဦးသိသွေသည်ရဲတပ်ဖွဲ့ဝင်များအားပြောပြရင်းရင်ထဲကလေဘူးကိုမှုတ်ထုတ်လိုက်မိလေတော့ဤ1990အောက်တိုဘာလဟုတ်ခဲ့ပါခင်ဗျာဒီနေရာလေးမှာပဲစိုင်းဆရာဝင်းစော်30ရေးသားထားတဲ့ မပွေမီကနွမ်းချွေရတဲ့ပန်းတပွင့်ဆိုတဲ့စုံထဝိတုဇလန်လေးဒီနေရာလေးမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာ နားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ